ဒီနေ့အေဘလာ25ရင်းနေ့ထိနောက်ဆုံးရရှိထားတဲ့သခိုင်းငလင်ကြောင့်ထိခိုက်သေးဆုံးမှုတွေနဲ့ငလင်ထူးခြားသတင်းတွေအကြောင်းကိုသိနိုင်ဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းတောက်ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။မင်္ဂလာပါကေခါရေဒီကနေ့ဧပြီလ25ရက်နေ့မှာပေါ့เนาะဒီဟိုအင်အားပြင်းငလင်ကြောက်ဒီတေဆုံတဲ့ရုပ်လောင်းတွေထပ်ပြီးတော့တွေ့ရတာရှိလားဒီကနေ့အထိရောထိခိုက်တေဆုံမှုတွေကဟိုဘယ်လောက်ထိရှိနေပြီလဲပြောပြပေးပါဦး ဟုတ်ကဲ့ပါရှင်ဒီမက်လာ20ရက်နေ့ကလုတ်ခတ်သွားတဲ့အင်အားပြေစကိုင်းကလေးဟာဆိုရင်ဒီကနေ့25ရက်နေ့ဆိုလို့ရှိရင်တလနေပါကြာမြင့်ခဲ့ပြီပေါ့နော်အဲဒါပေမဲ့လည်းဒီရှာဖွေကေစီလုံဆောင်နေသူတွေကတော့တည်ဆုံးသူရုပ်အလောက်တွေကိုစက်တိုက်ရှာဖွေနေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီနေ့မှာတော့တည်ဆုံးသူရုပ်အလောက်ထက်တွေ့ရတော့မရှိသေးပါဘူးရှင် ဒီဘူဘီဒေတာတရအောက်ယူရရှိထားတဲ့စင်းတွေအရှာပေါ်တော့ဒီအင်အားပြင်းငလင်ကြောင့်တေဆုံးသူက4456ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကတော့11366ယောက်ရှိတာကိုတွေ့ရပါရှင်။ဒီအခြေအတွက်ဟာဒီဘူဘီကလက်လဲမိတလောက်အောက်ယူရရှိထားတဲ့အခြေအတွက်ဖြစ်တာကြောင့်မို့လို့မြေပြင်မှာတော့ကွေးလင်းမှုတွေရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါလက်ရှိမှာငလင်နောက်ဆက်တွဲအခြေအနေနဲ့နောက်ပြီးတော့ဒီပြန်လဲထူထောင်ရေးလုပ်နေတဲ့အခြေအနေကိုလည်းပြောပြပေးပါဦး။ ုတ်ကဲ့ပါဒီငလျင်ကြောင်ပေါ့နော်မြန်မာနိုင်ငံတော်ထိခိုက်ပျက်စီးမှုတွေများပေမဲ့လေဒီစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာတော့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နိုင်သေးပေမဲ့တချို့ဒေသတွေမှာတော့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နိုင်တာကိုမတွေ့ရသေးပါဘူးပြောရမယ်ဆိုလို့ရှိရင်ဒီငလျင်တဲ့အများဆုံးခံခဲ့ရတဲ့သေတော်မျိုးနဲ့ဝန်ထွေးမျိုးတွေမှာဆိုလို့ရှိရင်ငလျင်တဲ့သိပ်ပြည်သူတွေဟာပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နိုင်တာကိုမတွေ့ရသေးဘူးပေါ့နော်ဒီအဲ့ဒီမျိုးတွေမှာဆိုလို့ရှိရင်ငလျင်ကြောင်တည်ဆုံးသူ၂၀၀ကျော်နဲ့တရားရရှိသူက၈၀ကျော်လောက်အထိရှိခဲ့ပြီးတော့ဒီဘာသာရေးအဆောက်အအုံတွေပြီးလို့ရှိရင်ဒီ အဆောက်နေလူနေအိမ်ပေါ့အဆောက်အုံ300ကျော်လောက်ပြိုကျပျက်စီးခဲ့တဲ့မျိုးတွေလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့အေးအိမ်နေရာတွေမှာကုညီကေစရေးတွေမရောက်သေးတာမို့လို့ဒီပြည်သူတွေဟာနေအိမ်တွေကိုကိုယ့်ဘာကိုယ်ပဲဖြိုဖျက်နေရပြီးတော့ပြန်လည်ထူထောင်ရေးတွေလုံးဝလုံးဆောင်လိုက်တာမရှိသေးပါဘူးရှင့်ဒီနောက်တစ်ခုကပေါ့နော်ဒီအင်အားပြင်းငလျင်ကြောင်တချို့အခြေခံအဆောက်အုံတွေပျက်စီးခဲ့တယ်လို့ပဲဒီစိုက်ပျိုးမှုမြုံရေးကိုအဓိကအားထားနေတဲ့နိုင်ငံဖြစ်တာကြောင့်မို့လို့ပေါ့နော် ဒီတန်းနဲ့ခြည်တဲ့စိုက်ပျိုးမြင်တဲ့ဒီမွေးမြူရေးလုပ်ငန်းတွေလည်းပြည့်စည်ခရတာကိုတွေ့ရပါတယ်ရှင်အဲ့ဒီငလင်းချောင်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီငလင်းချောင်းမြန်မာတိုင်းနိုင်ငံတဝန်းစိုက်ပျိုးမြေဧကပေါင်းဟက်တာ3.8တန်းလောက်ပျက်စီးခဲ့ပြီးတော့ဒီစိုက်ပျိုးရေးကိုအဓိကလုတ်ကင်နေတဲ့စကိုင်းမှာဆိုလို့ရှိရင်ဟက်တာ3တန်းခွေမန္တလေးမှာဆိုလို့ရှိရင်ဟက်တာ1.4တန်းရှယ်ပြည်နယ်မှာဆိုရင်ဟက်တာ4သိန်း3000တောင်နဲ့ဒီမကွေးတိုင်းမှာဆိုရင်ဟက်တာ3သိန်း8000 9000လောက်ကပျက်စီးဆုံးရှုံးခဲ့ရတာကိုတွေ့ရပါတယ်ဒီငလင်းချောင်းပေါ့နော် ဒီမွေးမြူရေးတိရစ္ဆာန်အရေးအတွက်အများဆုံးဖြစ်ခဲ့တဲ့ဒေတာတွေမှာငလျင်ကပို့ပြီးတော့ဖြစ်ခဲ့တာမို့လို့ကျွင်းတော့အကောင်ရေ3.6တန်းကျော်လောက်လေးထိခိုက်သေးဆုံးတာကိုတွေ့ရပါရဲ့ရှင့်ဒီငလျင်နဲ့ပတ်သက်ပြီးတော့တခြားထူးခြားသတင်းတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစစ်ကောင်စီကတောင်းဆိုလို့ဒီတရုတ်နိုင်ငံကငလျင်လုခက်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးနဲ့အကေဖြည့်ရေးပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ခုကိုမြန်မာနိုင်ငံကိုဆေလို့ထားတာကိုတွေ့ရပါတယ်။ဒီ အဲ့ဒီအဖွဲ့ကအခုကရန်ကုန်ပဲခူးနဲ့နေပြည်တော်မှာတဘာဝဘေးအန္တရာယ်စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေပြီးစီးပြီးတော့လက်ရှိမှာတော့မေဒလီမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ဒီအဲ့ဒီအဖွဲ့ထဲမှာဆိုလို့ရှိရင်တရုတ်မြင်ကလင်စီမံခန့်ခွဲရဲ့အဖွဲ့ CEA ထုံကြီးတက္ကသိုလ်နဲ့ဟာဘေးနေပညာတက္ကသိုလ်တို့လို professional အဖွဲ့အစည်းတွေကကျွမ်းကျင်သူကအယောက်30လောက်ပါဝင်နေပေါ့နော်။ သူတို့တွေကဒီငလျင်ဒေတာတွေကိုတော့ပြီးတော့ငလျင်ရဲ့ပြင်းထန်မှုနဲ့အတိုင်းအတာကိုအကဲဖြတ်ပြီးဒီပျက်စီးသွားတဲ့နေအိမ်တွေကိုအရေးပေါ်တုံ့ပြန်မှုနဲ့ပြုပြင်မှုဆိုင်ရာအကြံပြုချက်တွေကိုတင်ပြခဲ့ရလေးတွေ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါတစ်ဖက်မှာဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေရရောဒီဘာတွေဆက်ဖြစ်နေပြီလဲနောက်ပြီးတော့ဒီစစ်ကောင်စီကဆိုရင်ဒီအပြစ်ရထားတာဒီတစ်ပတ်ပြည့်ရထားရဲဆိုပြီးတော့သူပြောဆိုထားရဲဆိုတဲ့အခါကျတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုနဲ့ဒီတေဆုံးထိခိုက်မှုတွေရောဒီကနေ့မှာဘယ်နေရာတွေမှာဖြစ်ဖြစ်နေပြီလဲပေါ့နော်နောက်ပြီးတော့ ဒီနေ့ပါတည်ထားတာရှိလဲဒါလေးလည်းပြပြပေးပါဦးဒီစစ်ကောင်စီကပေါ့နော်ငလျင်ထန်ကျောင်းဆိုပြီးတော့အပြည့်ရက်တည်းဆိုပြီးတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကြီးညာခဲ့ရပေါ့နော်ဒါပေမဲ့ထက်တိုးပြီးတော့ဧပြီလ30ရက်နေ့အထိထက်တိုးကြီးညာထားပါတယ်ဒါပေမဲ့လေဒီအခုလိုမျိုးယာယီအပြည့်ရက်ကြီးညာထားပြီးမြင်လေစစ်ကောင်စီကတော့နေရာအနှံ့မှာလေးချောင်းတိုက်ခိုက်တာတွေလည်းနဲ့ကြီးပြစ်ခတ်တာတွေကတော့ဇက်တိုက်ပြုလုပ်နေစေပါဒီနေ့မှဆိုရင်လေဒီရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်လက်ခမော်ကြီးရော်ကိုပေါ့နော်စစ်ကောင်စီကဒရုန်းနဲ့ဘုံရှစ်လုံးလောက်ကြီးချခဲ့တာပေါ့ဒါကြောင့်မလို့ဒေသခံအမျိုးသမီး၃ဦးတေဆုံးခဲ့တာတွေ့ရပါတယ် ဒီဒီဘူဘရားကောက်ယူရရှိထားတဲ့စင်းတွေအရာပြောရမယ်ဆိုလို့ရှိရင်ယာယီအပြည့်ရဲ့ကြီးညာပြီးနောက်ဒီကနေ့25ရက်နေ့အထိဆိုလို့ရှိရင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကျဉ်းရေ986ကြိမ်လောက်ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်ဒီအပြည့်မဲ့ပြည်သူတွေအပါအဝင်တော်လည်ရဲတပ်ဖွဲ့ဝင်164ယောက်လောက်တေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေကတော့926ယောက်အထိရှိတာကိုတွေ့ရပါတယ်ရှင့်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတာကျေးဇူးများကြီးတင်ပါတယ်ခိုင်ကြီး။ကျေးဇူးပါ။ ဟုတ်ကဲ့ပါဒါကတော့ငလင်းနဲ့ထူးခြားတဲ့ပတ်သက်တဲ့ဒီသတင်းအနေနဲ့နောက်ပြီးတော့ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြောင်းတွေကိုဒါတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်ပါတယ်